သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့ဧပြီလ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့မင်္ဂလာတုံလေစိတ်ရေကင်းကိုအဝေးတိုင်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မင်္ဂလာတုံလေစိတ်ရေကင်းကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းတက်ရှဲတို့တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါဗျာ ယမန်နေ့ဧပြီလ24ရက်နေ့ည9:50မိနစ်ခန့်မှာမင်္ဂလာရုံမြို့နယ်ကြံကင်းစုရက်ကွက်လေစိတ်လမ်းတွယ်မှာရှိတဲ့ရဲကင်းကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များကအဝေးဒီမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါရဲကင်းဟာပြည်သူများကိုနေစဉ်နဲ့မြဒုက္ခပေးနေတဲ့စစ်သားနဲ့ရဲများရှိနေတဲ့အတွက်တိုက်ရှဲတို့တပ်ဖွဲ့ရဲ့မြို့ပြပျောက်ကြားရဲဘော်များကတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့တောက်တိုင်များကိုရရနေရာမှာတိုက်ခိုက်သွားမှာဖြစ်ပြီးဆက်လက်တိုက်ခိုက်ရန်ပြစ်မှတ်များလည်းရှိနေသေးကြောင်းဒက်ရှဲတို့တပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ပြည်သူများအနေနဲ့လည်းအကြံဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်ကောင်စီလက်အောက်ခံရဲစစ်သားနဲ့ပြူစောတိများအရဲဝတ်စစ်သားများစုဝေးရာနေရာများကိုတွားရောက်ခြင်းမပြုလုပ်ရန်နဲ့ဝေးဝေးမှရှောင်ရှားသွားလာပေးကြပါရန်မြစ်တာရက်ခံထားပါတယ်။နောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းဝန်ကြီးချုပ်အပြင်းပြား၍စစ်ရုံတင်ထားရာ တောက်ကြနေအစည်းအဝေးများဖြတ်သိမ်းခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်ဟာဂျာတာဘရင်းနေဧပြီလ24ရက်နေ့နောက်ပိုင်းကအပြင်းပြားလာတဲ့အတွက်ကြောင့်စေယုံတင်ထားရကြောင်းအစိုးရပြောရေးဆိုခွင့်ရှိသူဂျီယာယူဟောင်ဆက်ကပြောကြားပါတယ်။အသက်38နှစ်အရွယ်ရှိတဲ့ပေထုံတန်ဟာတောက်ကြနေဧပြီလ25ရက်နေ့မှာဆေးဆင်းမှုများပြုတ်လုထားရန်စီစဉ်ထားတယ်လို့ GRU ကထုတ်ပြန်ကြက်မှာဖော်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟာကမ်ဘောဒီးယားကို၂ရက်ကြာခီးစဉ်မှာပြန်လာပြီးနောက်ပိုင်းဖျားနာလာတယ်လို့ဆိုပါတယ်။ တောက်ကြနေမှာပေတုံတန်တက်ရောက်မဲ့အစည်းအဝေးများကိုရွှေဆိုင်သို့မဟုတ်တခြားအကြီးပိုင်းတာဝန်ရှိသူများကတက်ရောက်မယ်လို့ဂျီယာယူကပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အောင်တက်ဆင်ရှင်နာဝတ်ရဲ့တမိဖြစ်သူပေတုံတန်ဟာစင်ကာပူအခြေစိုက်အွန်လိုင်းစီးပွားရေးနဲ့ဘန်နာရေးနှီးပညာလုပ်ငန်းစုကြီး C Limited ရဲ့ဥက္ကဋ္ဌခရစ်ဖန်ဗြိတိန်ဝန်ကြီးချုပ်အောင်တိုနီဘလဲနဲ့ရဲတပ်ဖွဲ့မူဝါဒကော်မတီတို့နဲ့တွေ့ဆုံရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မိုးပြင်းမှာစစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအုပ်လက်နက်နဲ့အလင်းဝင်လာခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအုပ်ဟာလက်နက်ယူလာပြီးအလင်းဝင်လာကြောင်းမိုးပြဲမြို့ရှေ့တန်းစစ်မြေပြင်မှာရဲဘော်အချို့ကလူလူຫນွေဥကိုပြော့ပါတယ်။ရှမ်းပြည်တောင်ပိုင်းကရင်နီပြည်နယ်အဆက်မိုးပြဲမြို့နယ်မှာတိုက်ပွဲဖြင့်တန်နေစဉ်မှာစစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအုပ်ကဧပြီလ24ရက်နေ့မှာခမာရ၄နှစ်နဲ့တပ်ရဲမှာထွက်ပြေးလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ကင်းရှိထီရောက်အောင်ပြေးလာတာပါစအတမစစ်မှုထမ်းမဟုတ်ဘူးအရင်စစ်တပ်မူလတပ်သားတအုပ်ဖြစ်တယ်လို့မိုးပြဲမြို့မှာရှိတဲ့ရဲဘော်တအုပ်ကစစ်ကောင်စီရဲ့စနိုက်ပါတပ်သားအလင်းဝင်လာမှုအပေါ်ရှင်းပြပါတယ် စနိုက်ပါတပ်သားယူဆောင်လာတဲ့ MAS မြန်မာအာမေစနိုက်ပါပုံပြောင်းအသက်ဟာရခိုင်ရှမ်းမြောက်တစ်တုံညာနှစ်ခုစစ်စင်ရေးနဲ့ရခိုင်ပြည်နယ်စစ်ပွဲတွင်သာတွေ့ခဲ့ရတဲ့လက်နက်မျိုးစားဖြစ်တယ်လို့လည်းကရင်နီစစ်ဘက်တရင်အရင်မြစ်ကအတည်ပြုပါတယ်။ MAS ကို2019တုန်းကထိုင်းနိုင်ငံဘန်ကောက်မြို့ကလက်နက်ကုန်စည်ပြပွဲမှာ Made in DI အဖြစ်ပထမဆုံးပြသခဲ့တဲ့ကောင်ဖြစ်ပြီးကပ္ပစကနေအရေးအတွက်အကန့်အသတ်နဲ့သာထုတ်ထားပါတယ်။ကြည်ကတော့7.62နီတိုးကြီးဖြစ်ပြီးဆက်လက် MG3 နဲ့ MAS1 အဟောင်းတို့ကကြည်အတူတူသုံးပါတယ်။တီးခြားထုတ်တာမရှိသေးပါဘူး။ scope ကတော့ဒူဒူချာချာအဖြစ် Belarus နိုင်ငံထုတ် POSP4 1242W Pro scope သုံးထားပါတယ်။ scope ကအလင်းအားနေပြီးအမောင်များနေချိန်မှာတော့ပြင့်မှတ်ကိုရှင်းလင်းစွာချိန်တွယ်နိုင်စွမ်းရှိပါတယ်။တိကျမှုမီတာတစ်ထောင်ရှိတာမို့ရဲဘော်များသတိထားစီလိုပါတယ်လို့၎င်းကပြောပါတယ်။အဆိုပါစစ်ကောင် CS Sniper တပ်သားကိုတပ်ဆိုင်ရာ CDM ဌာနကိုလွှဲပြောင်းပေးရန်လှုံ့ဆော်နေကြောင်းလည်းသိရှိရပါတယ်။တိတွင်မှုကဖြစ်နေပါတယ်တိုက်ပွဲငယ်တွေလောက်ပါပဲလို့ကရင်နီတပ်ဖွဲ့ဝင်တအုပ်ကလက်ရှိမိုးပြေစီရေးအခြေအနေကိုပြောပါတယ်။ ကရင်ပြည်တပ်ပေါင်းစုလက်ထဲမှမိုးပြဲမြို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသည်မှာလေးလကျော်ကြာပြီဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်မှာအတ္တမစစ်သားတစ်စုဆောင်ခံထားရတဲ့စစ်မှုတန်းတပ်သားများကိုအသေးခံတက်ခိုင်းပြီးကရင်ပြည်တပ်ပေါင်းစုထံအလင်းဝင်လာသူတရာကျော်ရှိထားပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့နထိုးကြီးမြို့နယ်မှာ gas pipe line မှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာ gas pipe line မှာအထံရတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဧပြီလ24ရက်နေ့ညနေ9:30မိနစ်အချိန်ခန့်မှာနထိုးကြီးမြို့နယ်ထန်းစဉ်ရွာအရှိတ်ဘက်မှာရှိတဲ့ gas pipe line မှာအထံရတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားများကိုတော်လန်ရေးရဲဘော်များက80မမလက်နက်ကြီး9လုံး ဗဒိန်တလုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားများတက်ဆွဲထားတဲ့အဆောက်အုံပေါ်တလုံးကြရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သား၃အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အထူးကကတော့ပြည်သူတွေကိုပဲပြောချင်တာပါ။စစ်ခွေးတွေကတရေပေါ်ကြောင်ပြီးမဆိုင်တဲ့နေရာတွေကိုလေကြောင်းကတမျိုးဟာဝေဇာနဲ့တမျိုးပြည်သူများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာဖြစ်လို့သတိဝရိယနဲ့ပြည်သူတွေတော်လာနေထိုင်ကြဖို့တိုက်တွန်းချင်ပါတယ်။လေကြောင်းအန်ရီကိုရောဂီယူဆိုင်နေထိုင်ကြဖို့တိုက်တွန်းပါတယ်လို့နထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဘီလက်မြေဈေးတင်ရောင်းတဲ့ဆိုင်60ကျော်ကိုအရေးယူမယ်လို့စစ်ကောင်စီပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။လက်တလောကာလမှာပြီးလက်မြေဈေးတင်ရောင်းချနေတဲ့စောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်62ဆိုင်ကိုဥပဒေများနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်းစစ်ကောင်စီကဧပြီလ24ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဧပြီလ23ရက်နေ့မှာဆိုင်ပေါင်း320ကိုကွင်းစင်စစ်ဆေးချက်အရဝယ်ရင်းဈေးထက်အမျက်10ရာခိုင်နှုန်းမှ15ရာခိုင်နှုန်းထိရောင်းချတဲ့ဆိုင်30ဝယ်ရင်းဈေးထက်အမျက်15ရာခိုင်နှုန်းနဲ့အထက်ရောင်းချတဲ့ ဆိုင်32ဆိုင်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းဆိုပါတယ်ဒါပြင်မိလက်မြေအိမ်များအားမတမာတဲ့နီးလက်နဲ့ပြုတ်လို့ရောင်းချနေတဲ့တောင်ကြီးမြို့မှာရှိတဲ့ပြည်စုံအောင်အိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်ဦးစိုးတင့်အောင်အပါအဝင်ရှိဦးကိုလည်းအေးအေးယူသွားမှာဖြစ်ကြောင်းစစ်ကောင်စီကပြောပါတယ်။၎င်းတို့အားဥပဒေများနဲ့အညီအေးအေးယူနိုင်ဖို့ဆောင်ရွက်လျက်ရှိကြောင်းစစ်ကောင်စီကဆိုပေမဲ့လက်ရှိမှာဖန်စီတာခြင်းရှိမရှိနဲ့မြည်တို့အေးအေးယူရန်ရှိကြောင်းကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။ အင်းအပြင်းငလင်လောက်ခတ်မှုနဲ့ဆက်ဆက်ပြီးဈေးကွက်ထဲမှာပြည်လက်မြေဝယ်လိုအမြင့်တက်ခဲ့တဲ့အတွက်အစမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေဖို့နေပြည်တော်ရန်ကုန်မန္တလေးပဲခူးစကိုင်းနဲ့ရှမ်းပြည်တို့မှာရှိတဲ့မြို့ကြီးအချို့မှာစောက်လို့ရေးပစ္စည်းအယောင်းဆိုင်320ကိုကွင်းစင်စစ်ဆေးကြရမှာထို့တို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။အိမ်ဆောက်ပစ္စည်းများကိုဈေးနှုန်းမြင့်မားစွာရောင်းချနေသူများကိုလည်းဆက်လက်ဖော်ထုတ်ရေးယူနိုင်ရေးဆောင်ရွက်နေကြောင်းလည်းဆိုပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြီးလက်မြေအပါအဝင်ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများတစနဲ့တစမြင့်တက်လာပြီးအင်အားပြင်းကလေးမလုတ်ခင်ကလည်းဈေးကွက်ထက်ပြီးလက်မြေပြက်လက်ကဈေးနှုန်းမြင့်တက်မှုများဖြစ်ပွားခဲ့ပါသေးတယ်။မတ်လ28ရက်နေ့ငလင်လုတ်ခတ်ပြီးနောက်ပိုင်းမှာတော့ရန်ကုန်အပါအဝင်မြို့နယ်တချို့မှာပြီးလက်မြေတအိတ်ကိုကျပ်3000မှ4000ကျော်အထိမြင့်တက်သွားကြောင်းဒေသခံများရဲ့လူမှုကွန်ရက်မှာရေးသားပြောဆိုမှုများအရသိရှိရပါတယ်။အာနာမသိငင်ကပြီးလက်မြေတအိတ်ကိုကြက်9000ကျော်သာရှိခဲ့ပြီးအင်အားပြင်းငလင်မလုတ်ခင်ကတအိတ်လျင်ကြက်1000ကျော်ရှိခဲ့ပါတယ်။ ငလင်တန်တင့်ခဲ့တဲ့မန္တလေးမြို့မှာလက်ရှိဘီလက်မြေတအိတ်ကိုကျက်2600မှ3000ဝန်းကျင်ရှိကြောင်းစောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်နဲ့စောက်လုပ်ရေးလုပ်ငန်းတချို့မှသိရှိရပါတယ်။ဘီလက်မြေမှာဈေးနှုန်းမြင့်တက်နေတဲ့ကဲ့သို့မှာယူရာမှာလည်းအချိန်ကျကြမှုများပြုံတွေ့နေရကြောင်းစောက်လုပ်ရေးဝန်ထမ်းတအုပ်ကပြောပါတယ်။ ငလင်တန်းကြောင့်ဘီလက်မြေစက်ယုံတချို့ထိခိုက်ခဲ့တဲ့အတွက်ပစ္စည်းအလုံးလောက်မထုတ်နိုင်ခြင်းစက်ယုံကထွက်လာတဲ့ပစ္စည်းကိုသာအယောင်ဆိုင်များကပွဲစားများမှတဆင့်ပြန်ဝယ်ရခြင်းကားနဲ့တည်ယူပို့ဆောင်ရမှာတန်စာကဈေးနှုန်းများမြင့်တက်ခြင်းစတဲ့အခြေအနေများကြောင့်ဈေးတက်လာခြင်းဖြစ်တယ်လို့လက်ရှိဘီလက်မြေတအိတ်ကိုကျပ်1600နဲ့ရောင်းချနေတဲ့မန္တလေးမှာရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ခုကပြောပါတယ် ကျွန်တော်တို့အနေထားနဲ့ဆိုရင်လဲကိုစလေစီကနေပြည်စီမရဘူးပွဲစားတွေကနေတဆင့်ယူရတော့ကျွန်တော်တို့ဝင်တဲ့ဈေးကများတော့ရောင်းတဲ့ဈေးကအလိုလိုများသွားတာပေါ့နော်အဲ့ဒီလိုမျိုးအနေထားရှိတာပေါ့လို့ဒူအယောင်းဆိုင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ငလစ်မလုတ်ခက်ခင်ကပြီးလက်မြေရှားတဲ့တလောတုံးကဆိုလို့ရှိရင်ပြည်စီရှားတဲ့အတွက်ကြောင့်သူတို့အမျက်တင်တာကျွန်တော်တို့လဲဝန်ခံတယ်အဲ့ဒီတုံးကပြည်စီရှားတော့အမျက်တင်တာရှိခဲ့တယ်ဒါပေမဲ့အခုအချိန်ဒီမှာတော့အမျက်တင်တာတော့မရှိဘူးဒါကတော့ဝန်ခံပြီးပြောရတယ်ဒုက္ခရောက်နေတဲ့အချိန်ကာလဖြစ်နေလို့လေ အဲ့ဒါကြောင့်မလို့ကျွန်တော်တို့လည်းအမျက်တွေအများကြီးမတင်ထားဘူးလို့သူကဆိုပါတယ်စစ်ကောင်စီရဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ဧပြီလ22ရက်နေ့သတင်းဖော်ပြချက်တစ်ခုမှာစောက်လုပ်ရေးလုပ်ငန်းများအတွက်ယခုကာလအတွင်းလိုအပ်တဲ့ပြီးလက်မြေကိုပြည်ပမှတင်သွင်းခွင့်ပြုထားပြီးပြီးလက်မြေတင်ဆောင်လာတဲ့ရေရင်များအပတ်စဉ်ဆက်လက်ရောက်ရှိရန်ရှိကြောင်းရေးသားထားပါတယ် ဒါပြင်ဧပြီလ24ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ကျေးမွန်သတင်းစာမှာလဲ Maximum တောင်ဖီလာပြီးလက်မြေစက်ယုံကနေ့စဉ်တန်ချိန်1500မှ1800အထိထုတ်လို့ရောင်းချပေးလျက်ရှိပြီးအများပြည်သူနဲ့တက်ဆိုင်တဲ့အဆောက်အုံများဝင်ကြီးဌာနများအတွက်တအိတ်လျင်ကျက်18500နှုန်းငလင်ပေးတင်ပြည်သူများရဲ့အိုးအိမ်အဆောက်အုံများအတွက်တအိတ်လျင်ကျက်2000နှုန်းနဲ့ရောင်းချပေးနေကြောင်းဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လန်စာရေးဆရာရေးသားထားတဲ့အဘအတွက်ရင်းလေးစရာကားဆိုတဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်။ အာနာသိမ့်ပြီးကလေးကဘဲတိုက်ပွဲတစ်ခုကိုမှအနိုင်မရခဲ့ဘူးတဲ့ကမ္ဘာအဆင့်38ရှိမြမတက်မတော်ကြီးဟာရွရွချွချွအသက်ဆုံးပြီးတောင်းဆိုခဲ့တဲ့အတွက်လာရှိုးမျိုးပေါ်ရှိရက်ကွက်12ရက်ကွက်ကိုအုပ်ချုပ်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။မင်းအွန်လိုင်းကတော့သူ့ရဲ့အရေးချင်းကိုထုတ်ပေါ်ပြသခွင့်ရရှိခဲ့တဲ့အတွက်အခုမှပဲအာရဝန်တာပြန်ပြုံးနိုင်တော့တယ်လို့သိရပါတယ်။ဘောမာရီကတော့တက်မတော်သားတွေရဲ့အသက်တွေမဆုံးရှုံးရဘဲလာရှိုးမျိုးကြီးကိုပြန်ရတာဟာအဘရဲ့အကွက်တွေအရန်အရန်လှလို့သာပြန်ရတာဖြစ်ပါတဲ့။ရွှေဘကရွှေဘပါပဲတဲ့။ အဲ့ဒီအချိန်မှာမြို့မသိမ်းဘူးတဲ့ KNU ဟာနေဆက်စကန်တွေရောမအားလာရဲ့စစ်စကန်တွေကိုပါတန်းစီသိမ်းလာတာမြင်ရတယ်။ချင်းဖွဲ့တွေကလည်းမြေပြန့်ဘက်ကိုဆင်းပြီးစကန်တွေတောက်လျှောက်သိမ်းလာတာတွေ့ရတယ်။ AA နဲ့ပူပေါင်းတပ်ဖွဲ့တွေကလည်း ARR ဒဲကိုဖိအားပေးနေပြီးလှုပ်ရှားလာနေကြပါပြီ။ဖမ်းမိ viewer မှုတွေတရင်မှုတွေပြူတွေခမရာဟာလည်းပြည်သူတွေမြင်ချင်းသိချင်းကြားချင်းဖြစ်ချင်နေတဲ့အတိုင်းထွက်ပြေးပြစ်ခတ်သိမ်းဆုံးတွေပဲဖြစ်လာပါတယ်။ ဏီကုန်းချုပ်ရရင်ငလင်နှိပ်ဆက်လို့မအားလာရဲ့ရန်နေရာကြီးအခြေပြတ်သွားရတာကိုမဖုံးနိုင်မပြိနိုင်ပဲတစတစပေါ်လာတဲ့အချိန်ဆရာကြီးဒေါက်တာဇော်ဝေစုဟာမြန်မာပြည်ထဲကိုရန်ကုန်လေစိတ်ကနေတဆင့်ပြန်ဝင်လာခဲ့ပြီးတာဝန်တွေထမ်းဆောင်နေပါပြီ NUG အစိုးရရဲ့အောက်မှာတင်ပြီးအုပ်ချုပ်နေတဲ့မြို့ကစုစုပေါင်း၈မြို့ရှိတာကိုလည်းသိစေချင်ပါတယ်မြို့တို့ဆိုစေကိုဗစ်ပထမလိုင်းမှာပြည်သူတွေရောဂါမကူးအောင်ဥဆောင်ပေးခဲ့သူကိုဗစ်ကာကွယ်ဆေးကိုအစောဆုံးထိုးနှံရအောင်ကြိုးစားပေးခဲ့သူအာနာသိန်းချိန်မှာအစိုးရနဲ့ပါဖို့မအားလာရဲ့ကန့်လန့်မှုကိုညှင်းပယ်ခဲ့တဲ့သူ ြည်ထရေးဝန်ကြီးကတော့နီလာထုစိန်ကိုတိုင်သူ့အတန်ကြီးကအေးဆက်ဆက်ကြီးနဲ့အရန်ကြောက်ဖို့ကောင်းတယ်လို့ဝန်ခံခဲ့ရသူဟောအခုအဲ့ဒီလူကြီးမြမပြည်ထဲကိုပြန်ရောက်လာပြီမာအာလာနဲ့စစ်ဘုတ်ချုပ်ကြီးတွေအတွက်သွေးပြက်စရာကောင်းတာတော့ညင်းမရဘူးမာအာလာကိုကူညီနေတဲ့အိန္ဒိယမာအာလာရဲ့ရွေးကောက်ပွဲကိုထောက်ခံမယ်ဆိုတဲ့အိန္ဒိယမြန်မာကိုခြံစည်းရိုးခတ်တဲ့အိန္ဒိယအခုတော့မာအာလာရဲ့ကံတွေမိပြီးနေချင်းကတ်နေတဲ့ပါကစ္စတန်ရဲ့ပြည်ထနာတွေတက်တာမိုးမီလောင်နေရပြီဖြစ်ပါတယ်ပါကစ္စတန်ကတော့အနုမြူဘုံနဲ့စော်မယ်တဲ့ဗျာ ငလင်ကြောင့်ဒုက္ခရောက်နေတဲ့အပအတွက်တော့ယင်လေးစရာတွေကြီးပဲဆိုပြီးထိထိမိမိပြောဆိုသွားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ခင်ဗျာ။